ားအားလုံးပဲမင်္ဂလာပါခင်ဗျာ ဟုတ်ကဲ့ပါဒါတော့ကိုဇော်2ပါခင်ဗျာဒါ Elkamet ရေတန်းဆက်ကိုအသုံးပြုတာ6လရှိပြီဖြစ်တဲ့ကိုဇော်2အိမ်ကိုကျွန်တော်ရောက်နေတာဖြစ်ပါတယ်အဲစမ်းချောင်းပသိမ်လန်းအိမ်နံပါတ်28ခုနှစ်လွာမှာရှိပါတယ်ခင်ဗျာဟုတ်ကဲ့ပါအဲ့တော့ကိုဇော်2ကတကယ်အသုံးပြုတယ်တကယ်လည်းကြိုင်းနေတတ်တယ်6လလည်းရှိသွားပြီဆိုတော့ဘာတွေများထူးခြားလဲဆိုတာကိုကျွန်တော်က အားလုံးသိအောင် လာပြီးတော့မေးရင်းနဲ့မျှဝေပေးမှာဖြစ်ပါတယ်အဲ့တော့အကိုမင်္ဂလာပါကိုဇော်တူဟုတ်ကဲ့ပါကျွန်တော်အခုအိမ်ထိဒါအကိုရဲ့ဒီမိဖို့ကြောင်ခန်းထဲထိကျွန်တော်ကိုဖိတ်ခေါ်ပေးတဲ့အတွက်ကိုကျွန်တော်ကျေးဇူးများကြီးတင်ပါတယ်ဟုတ်ကဲ့ပါအခုလိုမျိုးလာရောက်ပေးတဲ့အတွက်ကြောင့်မို့ကျေးဇူးများကြီးတင်ပါတယ်ဟုတ်ကဲ့ပါကိုအခုဒီအကမတ်ရေတန်းဆက်ကိုဘယ်သူကတိုက်တွန်းလို့တက်ဖြစ်သွားတာလဲအမေဆူတယောက်ကနေပြီးတော့ကျွန်တော် ပြောပြလို့ပေါ့နော်ဒီရေတန်နဆက်တက်ပါလားဆိုပြီးပြောတဲ့အခါမှာကျွန်တော်လည်းရေတန်နဆက်ရေတန်ချင်းတူတူပဲဆိုပြီးတော့မှကျွန်တော်တက်လိုက်တာတက်လိုက်ပြီးတော့အခါကျတော့အာတက်ပြီးတဲ့နောက်ပိုင်းမှာကျွန်တော်တစ်ခွက်တောက်လိုက်တောက်လိုက်တဲ့အခါမှာအာထူးထူးရောခြားခြားပေါ့နော်လန်းလန်းဆန်းဆန်းနဲ့အချိုးလေးခံသွားရတယ်အကူကလန်းဆန်းသွားတယ်လို့ပြောတော့ကျွန်တော်လည်းစိတ်ဝင်စားသွားပြီအဲ့တော့ကျွန်တော်တို့တစ်ခါလေးစမ်းသပ်ကြည့်မယ်ဒီတော့ဒီမှာဖန်ခွက်နှစ်ခွက်ရှိမယ် တစ်ခွက်ကိုကျွန်တော်တို့ Alkamet ရေကိုဖြည့်လိုက်မယ်နောက်တစ်ခွက်ကိုကျွန်တော်တို့ pH 7ဖြည့်ပြီးတော့စမ်းသပ်မယ်ဟုတ်ကဲ့ဟုတ်ပြီကောင်းတယ်ကောင်းတယ်ဘက်က Alkamet ကြီးဒါကရိုးရိုးကြီးကဲအခုစမ်းကြည့်ပါဦး

ဒီဟာတော့ရန်ရှိရတောက်လိုက်နှောင်းထူချာဒီရေတောက်ပြီးလို့ချင်းတခြားရေလုံးဝမတောက်ချင်တော့ဒီရေမှဒီရေဖြစ်ပါလမ်းမ်းဆန်းဆန်းလက်အဲ့တော့အကိုအခုဆိုရင်အကိုတောက်တာ6လတော့ရှိသွားပြီအဲ့တော့အကို6လကြာအောင်တောက်လာတဲ့အချိန်မှာဟိုဘာတွေထူးထူးခြားခြားဖြစ်လဲကျွန်တော်ပြောပြပေးပါအထူးခြားတော့အများကြီးပဲဒါပြီးတော့သူကဒီရေတောက်ပြီးတဲ့အခါမှာဆိုလို့ရှိရင်ကျွန်တော်ကတော့အားကောင်းမှ၆တော့ဘူးဒါပြီးရှင်အားပြည်လာတယ်ဒါအဆူတက်ပြီးပြည်လာတယ် ။ဒါမျိုးချင်းခန္ဓာကိုယ်ပိုင်းမှာဆိုချင်းအရင်ကဆိုချင်းကျွန်တော်အသားကြီးဆိုချင်းရှိတော့ချောင်းအသားကြီးလည်းဆိုပြီးလာ။ဒါပြီးလို့ချင်းကျွန်တော်အရင်ကဆိုလို့ချင်းလေအလုပ်လုပ်ရထိုင်လို့ရှိရင်တဏှာကြီးလောက်ထိုင်လို့ချင်းကျိုးရပေါ့မှာ။ဟုတ်။အခုဆိုလို့ချင်းတနေ့ကုန်ထိုင်လဲဘာမှမဖြစ်တော့တနေ့ကုန်လည်းကျိုးလည်းမအောင်တော့အဲ့ဒါကိုမျိုးပါခန္ဓာအပေါ်ချာချင်းလေးရှိကြတာဒါပါဒါပါကျူးကျူးလေးခန္ဓာရအဖွာဆိုလို့ရှိရင်သူ စီးသွားလို့ရှိရင်အနေဒီရမ်းပါတာဟုတ်လားအခုဆိုလို့ရှိရင်လည်းခေါ်ကိုလည်းဒီဒီတိုက်ပြီးတဲ့နောက်ပိုင်းဆိုလို့ရှိရင်အနေမပွာလာတော့ဘူးအော်အဲ့လောက်ကိုထူးခြားတာနော်ဘောနော်ဟောအဖွားကျအသက်ဘယ်လောက်ရှိသူကအသက်ရ80ထက်မှရှိဩအဖွားကိုလည်းတိုက်တယ်အဖွားကိုလည်းတိုက်တယ်ဩကောင်းလေတာဘောအဲ့တော့အခုအာဒီအယ်ဂမက်ရေတန်းဆက်ကိုဟိုတတ်ဆင်ရတာပြီးတော့အသုံးပြုရတာပြီးတော့နေရာမှာ အဲထားရတာဒီအစဉ်ပြေရလားပေါ့နော်အဲ့ဒါလေးလည်းကျွန်တော် သိချင်ပါတယ်။အော်ဒီရဲ့အကောင်ဆက်14ကတော့အဲအရန်တဘောကြသူကဒီတက်စင်ရတာလဲလွယ်ကူတော့ခဏလေးနဲ့တက်စင်လို့ပြီးတော့ဒါပြီးလို့ရှိရင်သူကခေတ်စစ်မီးမလို့ဆိုတော့အခါကျတော့ညဒီတခါလဲတိတမကုန်တော့ခေတ်စစ်မီးမလို့ဟုတ်သူရဲ့နေရာလေးရောက်လေအခြေကြီးမျိုးတိတိလေးဆိုတော့ကျွန်တော်အတော့အရန်စီပြီးတာဒီခါလေးတော့ ဟုတ်ကဲ့ပါဘုရေစုပါအဲ့တော့ကျွန်တော်တို့ရဲ့အင်တာဗျူးကိုကြည့်နေတဲ့သူတွေကိုအခုဗားလေးမြန်ထပ်ပြီးတော့မျှဝေပေးခြင်းလဲအဒီယာရေတန့်ကအဲဆိုတုံးလို့ရှိရင်တော့ရေလီတာ9000ပြီလို့ရှိရင်တော့ဖစ်တာလေးပေးရပါတယ်အဒီဖစ်တာလေးပေးရတဲ့ပမာဏနဲ့အဲရေတန့်ဝယ်တော့ရတဲ့ပမာဏကိုနှံ့ချင်လိုက်လို့ရှိရင်တော့အများကြီးတက်တာပါလို့ပြောတာဟုတ်တန်တယ်နော်ဘယ်နော် မိသားစုအားလုံးရဲ့ကျန်းမာခြင်းကိုအယ်ကမက်နဲ့စတင်ပါ